စော်ရီလေးကဘားကြောင်ထိုက်တန်းလီဂျီ9ခုစင်ဝင်နေပြီလဲဆိုတာရှင်းပြလာတဲ့ဂေါကြီးပရိသတ်များလုံးမမိန်ပါများမက်ချက်တာဖောဆွန်ကနေပြန်လဲကြိုလိုက်ပါရင်ဂေါကြီးရော်နယ်ဒိုကတော့လက်ရှိသူစားနေတဲ့စော်ရီပရိုလီဟာထိုက်တန်းလီဂျီ9ခုမှာပါဝင်နေပြီဖြစ်တယ်လို့ပြောဆိုလာခဲ့ပြီးတော့ဒီအပေါ်မှာဝေဖန်မှုတချို့လည်းရှိနေပါရင်ရယ်ဒိုကစော်ရီကလပ်အနဆာအတင်းနဲ့တူချန်ပီယံအိမ်မက်တွေကိုအကောင့်တင်ဖော်မယ်လို့ကြုံဝါရင်းနေပြီးစော်ရီလီပေါ်မှာသူ့ရဲ့အမြင်တွေကိုဖွင့်ရလာခဲ့တာပါဘလနီအဆု၅ဆုရှင်ကိုကြီးအောင်စော်ရီကလပ်အနဆာအတင်းနဲ့နှစ်နှစ်တက်တန်းရှိတဲ့စာချုပ်တရားချုပ်ဆိုခဲ့ပြီးတော့အရှိန်လေပိုင်းဒေတာမှာပဲကစားမဘွားကိုဆက်လက်ဖျက်ဆီးသွားမှာပါ လက်ရှိရန်ရဲအသက်က40မို့လို့ပိုဂီသားကအသက်52နှစ်အထိ NSR တဲမှာဆက်ရှိနေဦးမှာပါရန်ရဲပန်းနိုင်ကတော့ရှင်းပါတယ်ကစားမဘွားအတွင်းကိုတထောင်ရောက်ရှိအောင်သွားနိုင်ဖို့ပါပဲရန်ရဲတို့ကစော်နီလီမာထရာဒီဆက်ကစားထားခဲ့ပြီးတော့နှစ်ရာသီလုံးအတွင်းကိုများဆုံးရှင်းပန်းတဲ့စုကိုရရှိထားခဲ့ပါတယ်ရန်ရဲတို့ကလက်ရှိစော်နီလီပင်သစ်လီကူဝမ်မေဂျာလီတွေထက်ပိုတာတယ်လို့ပြောဆိုလာခဲ့ပါတယ် ရဒကဆော်ရီဘလိုလေးရဲ့အဆင့်မြင့်မှုကိုအခုလိုဖွင့်ရလာခဲ့တော့ပါ။တရားတော်ဘောဆော်ရီလေးကအများကြီးတိုးတက်လာနေပါရင်လက်ရှိဆော်ရီလေးဟာလက်ရှိကမ္ဘာမှာထိပ်တန်းလေး၅ခုဆင်းနေမှာဝင်နေတယ်လို့ယုံကြည်ပါရင်ဒါပေမဲ့ဆော်ရီလေးဟာဆက်လက်ပြီးတော့တိုးတက်လာမယ်လို့လည်းမြင်နေမိတယ်။တိုးတက်အောင်လုပ်ဖို့ကျွန်တော်လည်းအချိန်ရှိသလိုပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာဆော်ရီလေးဟာဘယ်လောက်ထိတိုးတက်လာခဲ့တယ်လဲဆိုတာပြသထားပါရင်ကျွန်တော်ပြောရှင်းနေပါရင်ဘာလဲဆိုတော့ဒီလေးကပြန်ဆန်မှုပြင်းထန်လို့ပါကျွန်တော်ပြောတာကိုဆော်ရီလေးမှာမကစားဘူးတဲ့သူတွေနားလည်မှာမဟုတ်ပါဘူး။ကျွန်တော်စကားကိုရာဂိုင်နှုံးပြည့်ယုံကြည်ပါရင်ဒီမှာကစားတဲ့သူတွေကတော့ကျွန်တော်ဘာပြောနေလဲဆိုတာကောင်းကောင်းသိပါရင်လို့ရေဒိုကပြောဆိုသွားခဲ့တာဖြစ်ပါရင်ဒီနေ့တင်ဆက်မှုက တလောက်ပါမယ်။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရှင်းသတင်းတွေစိတ်ဝင်စားဖွယ်ရအကြောင်းတွေကိုတင်ဆက်ပေးပါဖြစ်လို့ page ကို like and follow လုပ်ပြီးတော့ဒီ video လေးကိုလည်း share ပေးကြဖို့အတွက်တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။